ဒီခန်းနာကတော့ဗျာရုရှားပြည်သူတွေကတော်တော်တန်ဖိုးလျက်ထားတယ်ဂုံလည်းယူကြတယ်အဲဆိုပဲပြည်တော်စုကြီးဟိုဒါဘူးကျူကျော်တတ်ခဲ့တဲ့ဒီဖက်စစ်နာစီတွေပေါ်မှာသူတို့လူ26တန်းကျော်အသေးခံပြီးတော့မှအဲပြန်ပြီးမြောက်ဆိုင်နိုင်ငံအချုပ်ချအာဏာပြန်လည်းရရှိဖို့အတွက်တိုက်ခတ်ခဲ့တာပေါ့ဒီအဲဒါကြောင့်သူတို့လည်းတိတံမှုထားပါတယ်ဒါဒါကျွန်တော်တို့အလေးထားမှကိစ္စပေါ့ မြန်မာနိုင်ငံလည်းဖက်စစ်ဒေါ်လာကြီးတမန်ကြောင်နဲ့ရှိခဲ့တယ်အဲတမ်ဘရွန်နဲ့ပြည်သူပေါင်းပြီးတော့မှလွတ်လပ်ရေးရအောင်လည်းတိုက်ခိုက်ခဲ့တဲ့တမန်ကြောင်နဲ့ရှိတမန်ကောင်တကယ်တကယ်ခိုက်မာတဲ့တမန်ကြောင်မှာအဲဒါကြောင့်ဒါလည်းကျွန်တော်တို့အနေနဲ့အဲဒီအောင်ဆက်လက်ထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုကနိုင်ငံတော်ကာကွယ်တောင်အင်အားရှိရင်ပေါ့ဗျာနော်တမန်တော်အင်အားရှိလို့ရှိရင် အဲတိုင်းပြည်ကအင်ရန်ရှိမယ်ဆိုတဲ့ဟာတော့ပေါ်လွင်ပါတယ်ဗျာဒါပြည်သူအလုံးကိုလည်းနိုင်ငံချစ်စိတ်မြို့ချစ်စိတ်တက်ဒီတဲ့ပို့ပြီးတော့မှရှိအောင်ဆောင်ရွက်ပြုဖို့လိုအပ်လိုအပ်ပါလိမ့်မယ်ဒါမှသာပြည်သူအလုံးကနေမြန်မာနိုင်ငံရဲ့ဖူမိုးထုတ်တက်မှုအောင်ဖူမိုးထုတ်တက်မှုရှိအောင်ပေါ့ဆောင်ရွက်နိုင်မယ်ဆိုတာလေဒါကျွန်တော်တွေးပါတယ်အဲနိုင်ငံကောင်းဆိုတာတချို့နဲ့အလစ်တဘောတွေးဆိုနာလည်းရှိသလို ကျွန်တော်တွေ့ဆဆွေးနွေးနိုင်မှုတွေကျွန်တော်တို့ရခဲ့ပါတယ်အထူးသဖြင့်မြန်မာနိုင်ငံကနေပြီးတော့မှအဲကျွန်တော်ရဲ့သဘောထားပေါ့ဗျာကျွန်တော်တို့ကကျွန်တော်ကတော့ Particle Democracy စနစ်ကိုတောက်ဖို့တဲ့ကျွန်တော်လက်ခံပါတယ်ဒီတိုင်းကျွန်တော်တို့တောက်ဖို့ဖြစ်ပါတယ်ဒါပြီးလို့ရှိရင်အဲလွတ်လပ်ပြီးတရားမျှတဲ့ယူကော့ပွဲကိုဒီနှစ်ကုန်ပိုင်းမှာကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ရှင်းပြပါတယ်။အဲဆွေးနွေးတဲ့လူတွေကတော့ဗျာအားလုံးလက်ခံပြီးတော့မှအားပြီးထောက်ခံမှုရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေလေးတချို့နိုင်ငံတွေတော့ရှင်းပြလို့တချို့နိုင်ငံတွေကြောက်လဲမိတ်ဆက်တွေ့ဆုံရတာပေါ့အဲကောင်းပါတယ်ဗျအားလုံးတွေ့ရတာတော့ကျွန်တော်တို့အားလုံးကောင်းပါလို့ကျွန်တော်ပြောချင်ပါတယ်အဲမြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံကတော့ဟိုဘူးစားပေါ့ဗျကျွန်တော်တို့ဆူမြပေါ့ဖို့အဲချစ်ချစ်ရင်းတဲ့နိုင်ငံတခုဖြစ်ပါတယ်မြန်မာပြည်ရဲ့မိတ်ဖက်နိုင်ငံတခုလည်းဖြစ်တယ်နော်ခွဲခြားလို့မရတဲ့အင်ဒီဂျီနိုင်ငံတွေလည်းဖြစ်ပါတယ် နောက်တော့ကတန်တမာဆက်ဆံရေးရလေအခုဆိုရင်95နှစ်ကျော်ကာလကိုကျော်ရပြီရောက်ပြီဖြစ်ပါဒါကြောင့်ထူးခြားတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတစ်ခုလို့ကျွန်တော်တို့ပြောချင်ပါတယ်တမနာကြီးကတော့မန္တလေးငလျင်တို့နဲ့ပတ်သက်ပြီးတော့သူပြည်သူတွေဒီအသက်သင်းဆုံးချင်မှုနဲ့ထိခိုက်ဆုံးရှုံးမှုများအတွက်လည်းသူစိတ်မကောင်းတဲ့ကြောင်းအနှုတ်ကရထုတ်ပြောတယ်အပြည့်ကျွန်တော်တို့ဖြစ်ပြီးတဲ့အချိန်မှလည်းကျွန်တော်ရှိလို့တုံ့ဝန်လာသူပို့ပါတယ် ဒီပင်လင်းနဲ့ပတ်သက်ပြီးတော့ပြန်လည်တိဆောက်လုပ်ငန်းတဲ့ပတ်သက်ပြီးတော့လည်းဆက်လက်ကူညီဆောင်ရွက်ပေးမယ်ဆိုတော့လေသူဒါလည်းအလေးနဲ့ထားပြီးသူပြောပါတယ်ဗျာအဲမြန်မာနိုင်ငံရဲ့အချို့ကြအာဏာပိုင်ဆိုင်မှုပြောတာတော့နမည်ပိုင်ဆိုင်မှုနောက်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့လည်းခိုင်မာစွာထောက်ခံတဲ့ကြောင့်လည်းသူပြောပါတယ်အဲမြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးပေါ့ကျွန်တော်တို့ကဖွံ့ဖြိုးတိုးတက်ရေးပေါ်မှာလည်းအားပေးတဲ့အကြောင်းအဲသူကျွန်တော်တို့ကပြောပါတယ်အဲကျွန်တော်အနေနဲ့လည်း OBU ကလမ်းကြောင်းပေါ်မှာလည်းခိုင်မာမာရပ်တည်တဲ့အကြောင်းပေါ့ဗျာအဲနောက်တစ်ခါမြန်မာနိုင်ငံကနေပြီးတော့တက်ကြစာပံဝင်ဆောင်မယ်ဆိုတဲ့အကြောင်းဒါလည်းကျွန်တော်ပြောဖြစ်ပါတယ်မြန်မာနိုင်ငံဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေလေးအကြမ်းမြင့်ကျွန်တော်ရှင်းပြနိုင်ခဲ့ပါတယ်နောက်တစ်ခါတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးဈေးညာအကောင့်တွေဖော်မှုနဲ့ပတ်သက်အကောင့်တွေပေါ်မြစ်တရင်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဆွေးနွေးဖြစ်ခဲ့ပါတယ်နောက်တစ်ခါကျွန်တော်မြန်မာနိုင်ငံမှာတမရရေးရပါဗျာနော်မြန်မာနိုင်ငံမှာကျင်းပပြုလုပ်မဲ့ ပါတီစုဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ရဲ့ချွတ်တိပြစီမှုငန်းနဲ့ရွေးကောက်ပွဲကိုလည်းအပြစ်ထောက်ခံတဲ့ကြောင့်လို့ဒီဒါလေးတို့ထပ်ပြီးပြောပါတယ်တဲ့အဲတွေ့ဆုံတာဆွေးနွေးတာလည်းဟိုကောင်းမွန်တဲ့ရလကောင်းတဲ့ရရှိတယ်ဆိုတာလည်းကျွန်တော်ပြောချင်ပါတယ်